jurado media. လန်အစမှာပဲလျှို့ဝှက်ကြီးမြေပုံကိုပိုင်းဆိုင်တဲ့မျိုးနွယ်တစုဟာနမည်မသိစစ်တပ်တစုရဲ့ရက်ဆက်စွာတပ်ဖြတ်ခြင်းကိုခံလိုက်ရပါတယ်။ဒီအစုလိုက်ပြုံလိုက်တပ်ဖြတ်မှုကနေတဦးရဲ့တပ်ရှင်ချက်ရေးခဲ့သူကတော့ကလင်းငယ်လေး bless ပါပဲ။သူ့ကိုအရေးကြိုက်ဝမ်းကလောက်ကျန်သူတွေကကယ်ဆယ်ခဲ့ပြီးအဲ့ဒီမှာပဲစနစ်ဆက်မြောက်ထိုက်တန်းလောက်ကျန်သူတဦးအဖြစ် Mr. Go ရဲ့လက်အောက်မှာကြီးပင်းလေးချင်းတင်ကြခဲ့ရပါတယ်။ပြည်သူကြပြီးနောက်ကြီးပင်းလာတဲ့ bless ဟာဂျိုင်ဝမ်းကိုဝင်ရောက်တိုက်ခိုက်တဲ့ keeper စစ်တပ်တွေကိုခုခံရင်သူ့ရဲ့ချစ်သူကိုဆုံးရှုံးခဲ့ရတယ်လို့လက်တစ်ဖက်လည်းကြက်သွားခဲ့ပါတယ်။အဲ့ဒီနောက်မှာလောက်ကျန်သူ ူရီရဲ့ခေါင်းဆောင်မစ္စတာဂိုးကသူ့ကိုသိစေနိုင်တဲ့လက်ထပ်များစွာတပ်ဆင်ထားတဲ့ Blue Asura လို့ခေါ်တဲ့တန်တဲ့တစ်ဖက်ကိုတပ်ဆင်ပေးလိုက်ပါတယ်။ဒီတန်တဲ့တပ်ဆင်လိုက်ချိန်ကစပြီး Bless ဟာ Mr. Bless လို့နာမည်ပြောင်းရတဲ့မဟာလုံခြုံသူတဦးဖြစ်လာခဲ့တယ်။ဒီချိန်မှာပဲအရှိမာရပါဒီနဲ့တောင်ပါဂိုရာဗရင်နိုင်ငံနှစ်နှစ်ခုစလုံးဟာနေဆက်ပြည်ခံတအူရရှိထားတဲ့နှိဝက်ကြီးမျိုးပုံကိုအရယူဖို့စူးစမ်းနေကြပါတယ်။ အစီမတ်ဘာရီအီဂရီရဲ့ညီတော်မင်းသားရှူရီကစီရင်နဲ့ဝင်ရောက်ဖို့အကြံပြုပေမဲ့ဘူဂျုတ်စတုန်းကတော့တန်တမာရင်းနီးလန်းကိုအသုံးပြုဖို့ဆုံးဖြတ်ခဲ့ပါတယ်။ တစ်ဖက်မှာလည်းတောင်ဘာဂူရာကဘီယမဖလော်ရာဟာမြေပုံကိုပိုင်ဆိုင်သူတိုင်းကို တိုက်ခိုက်ပြီးလူယူမယ်လို့ပြတိပေးထားပါတယ်။နိုင်ငံရေးအနာလွန်ဆဲပွဲကစတင်လာခဲ့ပါတယ်။မင်းသားရှူရီကဘူဂျိုစတုန်းကိုတတ်ပြီးမြေပုံယူဖို့အတွက်မစ္စတာဂိုးစီကနေအရေးထိုက်ဝန်လောက်ချန်သူတွေရဲ့အကူအညီကိုလှည့်ဝတ်တောင်းခံခဲ့ပါတယ်။အကြခင်မှာပဲဘလတ်ဟာသူ့မျိုးနွယ်စုပျက်စီးရခြင်းရဲ့အကြောင်းရင်းကိုစုံစမ်းဖို့အတွက်မြေပုံကိုသူကိုယ်တိုင်ယူကျင်ခဲ့ပေမဲ့ဆေးရမစ္စတာဂရေးကတားမြစ်ခဲ့ပါတယ်။ ဘူဒိုစတုန်းနဲ့ညှိနှိုင်းနေချိန်မှာပဲလုံခြုံသူတွေကဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် Bless ဟာဘူဒိုစတုန်းစီကအလေးဝအနက်ရောင်ပတိတလုံးကိုရယူပြီးထွက်ပြေးခဲ့ရပါတယ်။အဲဒီညမှာပဲဘီရင်ကန်ဟာ Bless လို့ပဲဂျိတ်ဂျိုက်ဝမ်ကလုံခြုံသူတဦးဖြစ်တဲ့ Serena ရဲ့ လက်ချက် လက်ချက်နဲ့အသက်ခံခဲ့ရပါတယ်။မြေပုံကိုရိုက်ယူလိုက်တဲ့ Blast နဲ့ Serena တို့ထွက်ပြေးမှုကြိုးစားချိန်မှာ Mr. Gold ရဲ့အမိတ်ကိုတက်ဆောင်လာတဲ့လုံတန်သူတွေရဲ့ရင်ဆိုင်ခဲ့ရပြီးသူတို့ကိုတစ္ဆာပေါင်းဖြစ်တတ်မှတ်ခဲ့ကြပါတယ်။နောက်ပိုင်းမှာ Blast ဟာ Mena Shuri ကိုတွေးဆုံပြီးမြေပုံပေးဖို့ကြိုးစားနေချိန်မှာ Mena ရဲ့လူတွေဟာလည်း Bulldog Stone ကိုတတ်ချင်နေကြောင်းသိလိုက်ရပါတယ်။သို့တော်လည်း Serena ကိုဖမ်းဆီးပြီးချိန်ချောက်တဲ့ Mena Shuri နဲ့သူ့တပ်သားတွေဟာနောက်ထပ်လုံတန်သူတအိုးရဲ့လက်ချက်နဲ့အသက်ခံခဲ့ရပါတယ်။မကြာမီမှာပဲဘယင်မ Flora ရဲ့အကြကြီးက Bless နဲ့မြေပုံကိုဖမ်းဆီးဖို့မြို့ကိုမြို့ကိုဝိုင်းထားလိုက်ပါတယ်။နောက်ဆုံးမှာတော့ Bless ဟာစရီဒါနဲ့အတူဘီမဖလိုရာရဲ့စစ်တပ်လက်ထက်ကအဖမ်းခံခဲ့ရပါတယ်။ဖြစ်နိုင်ပွဲမှာဘီမဖလိုရာရဲ့ဂီတဒီခတ်နေချိန်မှာလုံခြံသူတွေဝင်ရောက်တိုက်ခိုက်ပြီးဘူဒုတ်စတုန်းကဘီရင်ကိုဓာတ်နဲ့တိုက်ရိုက်ထိုးချလိုက်တာကို Bless နဲ့စရီနာမြင်လိုက်ရတဲ့အခါလှုပ်ဝှက်ချက်နေပြီးလို့တန်တရားဝင်သွားပါတော့တယ်။ ဆရီနာကဘီဟီမာဖလိုရာအဖြစ်ဟန်ဆောင်ပြီးစုံစမ်းချိန်မှာတော့အကြီးမားဆုံးအမှန်တရပေါ်လာပါတော့တယ်။ဘိုဂျိုစတုန်းနဲ့ဘီဟီမာဖလိုရာတို့ဟာလီမယားတွေဖြစ်ပြီးလက်စားချေဖို့အစီအစဉ်အတွက်နိုင်ငံရေးသမားတွေအဖြစ်နေရာယူထားပါတယ်။သူတို့နှစ်ဦးဟာဘလက်စ်ရဲ့မျိုးနွယ်စုကိုဖေတုံးကားမှမရှိခဲ့တဲ့ယန္နာမြေပုံတစ်ခုဖန်တီဖန်တီဖို့အမိန့်ပေးခဲ့ပြီးပြီးမှတပ်ဖြတ်ခဲ့သူတွေဖြစ်နေပါတယ်။ဘိုဂျိုစတုန်းဟာမစ္စတာဂိုးဝဲဖြစ်ပါတယ်။အမှန်တရားကိုသိတဲ့အခါလောက်ကျန်သူအလုံးဟာဘိုဂျိုစတုန်းကိုတတ်ဖို့စစ်တပ်နဲ့အတူခြိတက်လာခဲ့ပါတယ်။ ဘီယင်မားဖလိုရာဟာသူ့ခင်မောမဆုတ်ခွာနိုင်တာကြောင့်သူရှိမှာပဲကိုယ့်ကိုတတ်တည်သွားခဲ့ပါတယ်နောက်ဆုံးမှာတော့ bless နဲ့ bullet stone တို့တိုက်ခိုက်ခဲ့ကြပြီး bless ကကျင်းမြေပုံကိုတုံးပြီးမျက်စိကွယ်အောင်လောက်ကတန်လက်နဲ့ချုံနောက်ထားတာကိုဖျက်ပြီးနောက် တန်တန်နဲ့ထိုးတက်လိုက်တဲ့အတွက်ဘိုဒော့စ်တုံကြည့်ဆုံးသွားခဲ့ပါတယ်။တိုက်ပွဲတွေအားလုံးပြီးတဲ့အခါဘလက်စ်ဟာဆရီနာကိုသူမဟာဘိုဒော့စ်တုံရဲ့ဘီယင်မကလိုရာဒိုရဲ့တမိရင်းဖြစ်ကြောင်းဖွင့်ပြောခဲ့ပြီးနှစ်ယောက်သားရိတ်ကြိုက်ဝမ်းကိုအမုန်းတရားကင်းမဲ့တဲ့ငြင်းငြင်းရင်နိုင်ပြီးအဖြစ်ပြန်လည်တိဆောက်ဖို့ဆုံးဖြတ်ခဲ့ကြပါတော့တယ်။ဇလန်လီကတော့ဒါပါပဲရှင်။ကျေးဇူးများကြီးတင်ပါတယ်။